မြိတ်မြို့မြိတ်တောင်နယ်မြေကရုတ်ကွက်တချို့မှာစစ်မှုထမ်းခြင်းဆိုပြီးလှဆိုင်ငွေကြေးတောင်းချီကောက်ခံနေတဲ့အတွက်အခက်အခဲကြုံနေရတယ်လို့မြို့ခံတချို့စီကသိရပါဗျ။စစ်ကောင်စီကအရမစစ်မှုထမ်းခေါ်ယူတဲ့2024နှစ်စံပိုင်းကစပြီးစစ်ကောင်စီခန့်ရဲကြီးအုပ်ချုပ်ရေးမှုတွေကရုတ်ကွက်နေပြည်သူတွေစီမှာစစ်မှုထမ်းလှဆိုင်ခြင်းပုံမှန်ကောက်ခံနေတာလို့မြို့ခံတွေကဆိုပါဗျ။ ိမ်ထောင်စုတစုကိုတလငွေကျပ်၄000ကနေ6000အထိစစ်မှုထမ်းလာစင်ကြီးပေးနေရတယ်လို့မြေတောင်နယ်မြေအင်လီကန်ရက်ကွက်နေအမျိုးသမီးတို့ကပြောပါတယ်။မြေတောင်နယ်မြေမှာစစ်မှုထမ်းလာစင်ကြီးအပြင် စီပင်ကြီးနဲ့မိသက်ကြီးစတဲ့အခြားခေါင်းစဉ်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံတာတွေလည်းရှိသေးတယ်လို့အမျိုးသားတို့ကဆိုပါတယ်။နေရအနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အထွေထွေကုန်စည်နှုန်းတက်နေတဲ့အတွက် ပြည်သူတွေခက်ခဲကြက်တဲနေချိန်ကိုချင်းမစားပဲကောက်ခံနေတာလို့ဆိုပါတယ် 2014လူဦးရေနဲ့အိမ်အကြောင်းအရသကောင်စီရင်အရမြေတောင်နယ်မြေထဲအိမ်ထောင်စုပေါင်း8000ကျော်ရှိပါရဲ့ရှင်။